စစ်မီးအမွေးဆုံးကကျင်းရင်ဖြစ်ပါတယ်အဓိက KN ရဲ့ကောက်ကျစ်စင်းလဲစွာနဲ့မြန်မာနိုင်ငံရေးကိုမိစားတစ်ဖက်ရေမှုတစ်ဖက်မွေနေတဲ့ကိစ္စကြောင့်မို့သချင်ဖြောက်လဲဆိုတာဒဇင်ကောက်တော့ပဲသချင်ဖြောက်လဲဆိုတာဒဇင်ကောက်တော့ပဲအဓိက KN ရဲ့ကောက်ကျစ်စင်းလဲစွာနဲ့မြန်မာနိုင်ငံရေးကိုမိစားတစ်ဖက်ရေမှုတစ်ဖက်မွေနေတဲ့ကိစ္စကြောင့်မို့ KN ရဲ့မယိုးမသားလှုပ်ဆောင်မှုနိုင်ငံတော်ကိုလက်ပြမှုရဲ့မျိုးမျိုးကိုကျွန်တော်တို့တွေတီးတဲ့ခါကြတော့ ် KIOPA ကကျွန်တော်တို့မြန်မာနိုင်ငံမှာသူစစ်မီးမွေးတာပေါ့เนาะစစ်မီးမွေးတဲ့ဒါခေါင်းဆောင်ဖွဲ့စည်းတို့ကျွန်တော်အနေနဲ့ပြောခြင်းပါတယ်။ဘာကြောင့်လဲဆိုတော့1988ခုနှစ်တုန်းကလည်းဒါပထမဦးဆုံးမြောက်ပိုင်း MB ဟိုဟာကျွန်တော်တို့ ABS ရဲ့ MB ကိုဒါပါကြောင့်မှာပထမဦးဆုံးဖွဲ့စည်းခဲ့တာပါ။ဒါ KIA ဖွဲ့စည်းပေးခဲ့တာပါအောက်မှာ။ဒါကြောင့်မို့သူသူကစပြီးမှ လုတ်ပေးခဲ့တယ်နောက်ပိုင်းမှာတောင်ပိုင်းတွေမှာလည်းဖွဲ့ခဲ့တယ်ပါတော့နော်ဒါလည်းသူဖွဲ့ထားပြီးတဲ့ ABFs တွေကလည်း1994ခုနှစ်မှာငင်းချာရေးယူပြီးတဲ့အခါကျတော့96မှာသူပြန်မောင်းထုတ်သွားပါတယ်ယနေ့ဒီဒီကနိုင်ငံရေးခင်းချင်းကြီးမှာလည်း AE တို့ TNN တွေတို့သူမွေးခဲ့တာပါတယ်နောက် CNF တို့ ဒါနောက်နာဂအဖွဲ့တွေရှိပါတည်းကမဟာမိတ်တွေမွေးတယ်မဟာမိတ်ဆိုတော့တပည့်မွေးတာပေါ့တပည့်မွေးမှမြန်မာနိုင်ငံစစ်မီတောက်အောင်သူကနေပြီးမှပဲအကုန်လုံးကိုသူလုံလောက်တာဖြစ်ပါတယ်ဒါအခုဆိုရင်တော့ဖကန်ဒေတာကြောက်စင်းတူးလို့ဆိုတော့အေအေဖွဲ့တွေကိုတူးခိုင်းထားတယ်ဒါဝေခါမှာဆိုအေအေဖွဲ့အများဆုံးရှိပါတယ်နောက်ရှင်းဖွဲ့တွေတူးခိုင်းထားတယ်ရှင်းဖွဲ့ဆိုတော့တိတိလေးပဲရပါတယ်ဒါပြောမစင်တော့နည်းနည်းလေးရတာလို့ပြောချင်တာပါတိတိလေးပေါ့နည်းနည်းလေးပဲရပါတယ်ရှင်းဖွဲ့တွေတခြားအကူကန်းတို့ နာပလောင်တို့လည်းသူလုံရလုတ်ကွက်တွေသူပေးထားပြီးမှသူစီယုံထားတဲ့သဘောပေါ့နော်အဲ့ဒါကြောင့်မြန်မာနိုင်ငံမှာလည်းသူ့အနေနဲ့စစ်မီးအမွေးဆုံးကကျင်းရင်ဖြစ်ပါတယ်အဲ့ဒီမဟာမိတ်တွေကလည်းသူ့အနေနဲ့နေရာတစ်ခုရဖို့အတွက်သူမွေးတာပါနေရာတစ်ခုရဖို့အတွက်သူမွေးတာဖြစ်ပါတယ်သူနေရာတစ်ခုရပြီဆိုရင်66တုံးက ABS DF ကိုကန်ထုတ်ဖို့ပဲသူပြန်ကန်ထုတ်ဦးမှာပါဒါကတော့သူ့ရဲ့လမ်းစဉ်ပါဒါကြောင့်မို့ကျွန်တော် data ထဲမှာ KNA ရဲ့မယိုးမတာလှုပ်ဆောင်မှုနိုင်ငံတော်ကို ဟိုလက်ပြားမှုရဲ့အမျိုးမျိုးကိုကျွန်တော်တို့တွေ့တဲ့ခါကျတော့ကျွန်တော်တို့ဘာပြောလဲဆိုတော့ကရှင်ဖြောင်းတယ်ဆိုတာဒဇင်ကောက်တော့ပဲကရှင်ဖြောင်းတယ်ဆိုတာဒဇင်ကောက်တော့ပဲဆိုပြီးမှကျွန်တော်တို့ဒါကယနေ့တိရှိပါတယ်ကျွန်တော်တို့ဒီတားမှာဒါကျွန်တော်တို့ဒီကရှင်ပြည်တွေကကျွန်တော်တို့မျိုးကြားမှာကရှင်လူမျိုးတွေတိကြပါတယ်ဒါလည်းပြောမစင်တော့ကရှင်လူမျိုးတွေကယူတာတွေအများကြီးရှိတယ် အဓိက KN ရဲ့ကောက်ကျစ်စင်းလဲစွာနဲ့မြန်မာနိုင်ငံရေးကိုမိစားတစ်ဖက်ရေမှုတစ်ဖက်မွေရမွေနေတဲ့ကိစ္စကြောင့်မို့ကချင်လူမျိုးတွေပါသူတို့အပြောခံနေရတယ်ဆိုတဲ့အကြောင်းလို့လည်းကျွန်တော် ပြောချင်တယ်ပါအဓိကတော့ဒီမြန်မာနိုင်ငံစစ်မီးတောင်းအောင်တရားခံကဘာလို့လဲလို့ပြောရင် KNO KNI လို့ကျွန်တော်ပြောချင်ပါတယ်ကျေးဇူးတင်ပါတယ်